လက်ရှိပြိုင်ပွဲကတော့ဒီနေ့ကတော့ကျွန်တော် Grand Final ပေါ့နော်ကျွန်တော် Yangon Gladiators နဲ့အဲပြီးတော့ Falcon Esports ပေါ့နော် Champion အသေးနှစ်သင်းရဲ့အပြိုင်မှုဖြစ်တယ်ဆိုရဲအတွက်ကြောင့်မို့လို့တော့ရေကုန်ရေကန်းလည်းပြိုင်ကြမှာဖြစ်သလိုအရန်အောင်လည်းပြင်းထန်တဲ့ပြိုင်ပွဲကြီးမြင်ရမှာလည်းဖြစ်ပါတယ်ရတယ်လေကျွန်တော်ပြောပါမယ်။မရတယ်လေကျွန်တော်က fighting မှာလို့ဘာမှဖြစ်ပါဘူးအကုန်လုံးအတိမှာညီကိုတွေဂျင်းထဲမှာနှလုံးသားမှာရှိပြီးသားအာလဲကြဝိုင်းလဲအချိန်မြွေးပြန်ထားနိုင်အောင်အာစိတ်ခွန်အားတွေကိုမြင့်ထားပါ fighting မှာ ပြိုင်ပွဲကတော့ဒီနေ့ကတော့ကျွန်တော် Grand Final ပေါ့နော်ကျွန်တော် Yangon Gladiators နဲ့အဲပြီးတော့ Falcon Esports ပေါ့နော်နှစ်သင်းလုံးကလည်းမြန်မာနိုင်ငံရဲ့လက်ရှိမှာအကောင်းဆုံးဆိုရအသင်းတွေဖြစ်တယ် Yangon Gladiators Mobile Legends ဆိုလို့ရှိရင်လည်းအခုကျွန်တော်လက်ရှိ Mobile Legends Official ရဲ့ M7 World Championship ကိုတွားပြိုင်မှုအတွက်အာကိုစားပြု နိုင်ရတာအတင်းဖြစ်တယ်လို့ဖဲကွန်ဆိုလို့ရှိရင်လည်းအခုလက်ရှိ C game မှာမြန်မာကိုစားပြုတ်သွားပြိုင်မယ်အတင်းဖြစ်တယ်ဆိုတော့ကျွန်တော်တို့ဒီဒီနေ့ကြည့်ရမယ့် Grand Final ဒီတစ်ဖက်မှာ World Champion ကိုသွားပြိုင်မယ်အတင်း Champion တစ်ဖက်မှာလည်း C game ကိုသွားပြိုင်မယ်အတင်း Champion ဆိုရဲကြောင့်မလို့ Champion အတင်းနှစ်တင်းရဲ့အားပြိုင်မှုဖြစ်တယ်ဆိုရဲအတွက်ကြောင့်မလို့ရေကုန်ရေခမ်းလည်းပြိုင်ကြမှာဖြစ်တယ်လို့အရန်ကိုလည်းပြင်းထန်တဲ့ပြိုင်ပွဲကြီးမြင်ရမှာလည်းဖြစ်ပါတယ် တော့ categories ၅ခုပါတာပေါ့နော်ပထမဦးဆုံးတော့ကျွန်တော်တို့အသင်းအနေနဲ့ organization တွေအာဒါတစ်နှစ်လုံးစာအတွက်အကောင်းဆုံးအသင်းအနေ organization တွေကိုကျွန်တော် LODR ဆုပေးရဲဆိုတော့မျိုးတွေပါတယ်နောက်တစ်ခုကကျွန်တော်ကစားသမားတွေနဲ့နီးပြတယ်ဆိုပြီးတော့ကျွန်တော်ထပ်ပါတယ်အာတတိယ categories နဲ့နေဆိုရင်တော့ကျွန်တော်တို့ influencer တွေပေါ့နော်အခုလက်ရှိဒါ streamer တွေကျွန်တော်ကလေးတွေကြည့်ကြရတဲ့ YouTube တို့ Facebook တို့မှာကြည့်နေကြရတဲ့ဒါ game stream နဲ့ streamer တွေပါတယ်ပြီးလို့ရှိရင်အာသရုပ်ထအနေနဲ့ဆိုလို့ရှိရင်ကတော့အာကျွန်တော်တို့ဒီ creative ပေါ့နော်ပြောလို့ရှိရင်ကျွန်တော်တို့က on stage ကလူတွေနဲ့ပေးရမှုပဲနဲ့ဒီ backstage မှာရှိ ှိနေတဲ့เนาะကျွန်တော်ဒီ e-sport ပွဲတွေမှာအများအားနောက်ကနေပြီးတော့တင်ဆက်ပေးနေတဲ့ competitor တွေ panelist တွေတုံးသက်ပေးနေတဲ့ panelist တွေအစရှိတဲ့အာဆုံဆုံလင်းလင်းနဲ့ပေါ့เนาะဒီ award ရေလို့ဖြစ်လာပြီးရယ်ဆိုရင်နောက်မှာတော့ကျွန်တော်တို့က on stage off stage ဒီလူတွေမြင်ရတဲ့နေရာမမြင်ရတဲ့နေရာမှာရှိနေတဲ့လူတွေအကုန်လုံးကိုပါဝင်အောင်ပေးထားနိုင်အောင်လို့ကိုကျွန်တော်စီစဉ်ထားတဲ့အတွက်ကြောင့်မို့လို့စုစုပေါင်းဒီနေ့မှာတော့စု16ခုနဲ့ကျွန်တော်ပေးတာပဲဖြစ်ပါတယ်ဗျာ တော့ရရကျင်တာပေါ့နော်ဘယ်လိုလဲကျွန်တော်တို့ variety ဆွဲမှာဆိုတာဒီနိုင်ငံမှာလည်းတော်တော်ရှားရပေါ့နော် လိုမျိုးကျွန်တော်စူးစမ်းတာရတယ်သူများနဲ့မတူဘာမတူလဲဆိုတော့ mobile legend stream မှာဆိုရင်အဲဒီနေ့ mobile legend stream မယ်နောက်နေ့လည်း mobile legend stream မယ်အဲအရင်စဉ်းစားကြမလို့ဒါပေမဲ့ကျွန်တော် variety stream မှာကြာတနေ့တနေ့ဒီ game ပြီးွားနောက် game ပါ stream ရမလဲအဲဒီဟာနဲ့ပတ်သက်ပြီး content ဘယ်လိုကောင်းအောင်လုပ်ရမလဲအများအားစဉ်းစားနေရတယ်ဒါအပြင်လို့ game နေရာလဲဈေးကြီးရအများဆုံးဆိုဒေါ်လာ60ပဲ game တစ်ခုဒေါ်လာ60အခုဒေါ်လာဈေးနဲ့တွက်ကြည့်အာအနေအဆုံးဆိုရင်10ဒေါ်လာပါ10ဒေါ်လာဆိုရင် game နေရာလဲဒါ triple a game မဟုတ်ရိုးရိုးဟို indie game လေးပေါ့နော် အဲ့တော့တကယ်အရန်မိုက်ပါတယ်နိုင်ငံခြားဆွေးမိုက်ရဲ့ဆိုအရန်အဲ့လိုမိုက်ပါဆိုရယ်ဂိမ်းစောခြင်းလဲဆိုရင်အဲဒေါ်လာ60ရာအကုန်အဲကုန်ကုန်နေပါအဲ့မှာတိုင်းပတ်တာပေါ့နော်ဒီဘွဲ့အမြင်ရတော့ဒါအလုပ်လေး season 1 2 3ပေါ့နှစ်တိုင်းလုပ်လို့ရှိရပေါ့နော် ဒီနေ့ကတော်တော်လေးကိုမိုက်လာတာပို့ပြီးတော့အခုသာကျွန်တော် e-sport awards တွေပါလာပြီစုကြည့်စ်ပုံများလာတယ်ပြီးတော့ပွဲတွေပိုကောင်းလာပေါ့အဲ့တော့ဒီဒီအမြင်မှာတော့အရန်ကိုကျွန်တော်တဘောကြပါတယ်အရန်ကြိုက်တယ်ကို e ကျွန်တော်လည်း e-sport နယ်ပယ်ရဆိုတော့လေအခုလိုတရတရတနေ့တနေ့တိုးတက်လာပေါ့အရန်တဘောကြပါတယ်ဟုတ်အမ်ကျွန်တော်လည်းလက်ရှိကอืมတုံးစုတွေမှာကျွန်တော် bus entertainment စုကိုတော့ရမ်းမယ်လို့ကျွန်တော်ထင်တယ်ပေါ့အဲ့ဒီခုတော့အဲ့အဲ့ဒီခုတော့ကျွန်တော်ရင်ခုန်ပါတယ်မရသူလည်းရှိမှာပါရသူလည်းရမှာပေါ့ ဒါဆိုလည်းကျွန်တော်ပြောပါမယ်။မရသလိုလည်းကျွန်တော်က fighting ပါလို့ဘာဖြစ်ပါဦးအကုန်လုံးကဒီမှာ Nico ရေချင်းနဲ့မှာနှလုံးသားမှာရှိပြီးသား။ကျေနပ်နိုင်တယ်မှာဒီမလိုက်တာငါပါရဟိုအရှင်ကဖန်တိုင်းပြောရမယ်ဆိုသူက gain stream တာလည်းမကြည့်ပြပါဘူးဟုတ်ရှင်အဲအဲ့ဘက်လည်းအရင်နေတယ်ပေါ့နော်အရှင်တခါတော့ထပြီး stream လိုက်တယ်အဲ့လည်းသူအရင်ဟိုဟာဖြစ်လို့လို့ stream တာပါအဲ့လိုမျိုးအရင်တော်လုံးလို့အဲ့ gain ကိုအရင် ဘယ်လိုပြောမလဲအရန်ကျွမ်းကျင်လို့မဟုတ်တော့လေတိတ်တော့နားမလဲဦးတိုးတော့အဲ့လိုမျိုးအသိလေးတွေတော့သူပြောပြရင်တော့အဲ့တိတယ်ပေါ့နော်ဆက်ပြီးတော့အကျိုးစားပါဘာပဲဖြစ်ဖြစ်ကျွန်တော်အရှုံးမပေးဘူးလို့ပါတယ်အဲ့ဒီတော့အကောင်းဆုံးအဲကြိုးစားပါအဲလဲကြဝိုင်းလည်းအချိန်မြေးပြန်ထားနိုင်အောင်အဲစိတ်ခွန်အားယူမြင့်ထားပါဖိုက်တင်ပါ မှာဆိုတော့ဒါကျွန်တော် PNGC မှာ Bamis ကိုအနေနဲ့ဒါကျွန်တော်တို့ဒါ last chat ဆက်ပြီးတော့ရှင်းပြနေပေါ့နော်ဒါမကြခင်မှာဆိုရင်လည်းဒါကျွန်တော်သူအာကျွန်တော်တို့ဒါ PUG ကိုကပ်ကိုလည်းဒါ YG ယူထားတယ်ပေါ့နော်ဆိုတော့ဘယ်လိုပြောချင်လဲဆိုတော့ဒီအဲ့လိုမျိုးဖြစ်လာပြီးတဲ့နောက်ပိုင်းမှာ player အသစ်တွေအများကြီးပေါ်လာတယ်ပြီးတော့ကျွန်တော်စူးစမ်းနေကြလဲတွေ့တော့တေချာပါတယ်ကျွန်တော်ပက်ကြီး community လည်းဒီထက်အများကြီးတိုးတက်အောင်ပါပါအာစုမျော်လင့်လာဆိုတော့အများကြီးတော့မျော်လင့်မထားပါဘူးဆိုတော့ကျွန်တော်ကဒီခုလက်ရှိ nominee တဲမှာဆိုကျွန်တော်က ဒါအငယ်ဆုံးတော့သွားကြရတယ်ဗောနော်နောက်ပြီးတော့ဘာလို့လဲဆိုတော့ကျွန်တော်ရဲ့ဒီပါတဲ့သူအများဆုံးကကျွန်တော်ဆက်စီနီယာတွေကြီးပဲဆိုတော့ကျွန်တော်ရဲ့စီနီယာတွေတော့ပဲပုံပြီးတော့ရင်ခုန်ပြီးပါတယ်အဲကျွန်တော်အနေနဲ့မနေ့ကလိုအပ်ချက်ရရတော့အများကြီးတော့မရှိပါဘူးဗောကျွန်တော်တို့ဒီ2စီးနဲ့နိုင်ပါတယ်ဗောနော်ပြီးတော့မှ3စီးနဲ့ကမ်ဘက်ခံရတဲ့အချိန်မှာကျွန်တော်တို့ဒီညံ့သွားတဲ့အရာလေးတော့ရှိရပါဘောအဲအဲ့ဒါတော့ဒီနေ့ညောင်ကတော့အကုန်လုံး face လုပ်ပြီးသွားပြီဗောဒီနေ့တော့အကောင်းဆုံးရှင်းမြန်ပါ သင်းအားပေးနေတဲ့ပရိသတ်တွေတယောက်ချင်းစီတိုင်းရင်ထဲကနေလက်လိုက်လဲကျေးဇူးတင်ပါတယ်ကျွန်တော်တို့အသင်းကိုလည်းဒီထက်ပိုပြီးအားပေးပါအောင်လို့ကျွန်တော်တို့လည်းအကောင်းဆုံးချပြစရာရှိတာချပြပါပါမယ်ကိုနိုင်စီကျင်တဲ့အတင်းရယ်လို့တော့အဲ့လိုမရှိဘူးပေါ့နော် အောက်လဲဆိုတော့အောက်လဲဆိုတော့နှစ်သိန်းလုံးရဲ့ play ဆိုင်တွေကတော်တော်လေးကိုကျွန်တော်သဘောကျရတယ်မှာပါတယ် YG အထူးသဖြင့် YG ဆိုရင်တော်တော်ကြီးကိုတိုးသက်လာပါတော့เนาะကျွန်တော်တို့ဒီ MCV သွားမဲ့အချိန်လောဆိုလို့ရှိရင်ကျွန်တော်တို့ကအကုန်လုံးကဖယ်ကွန်ပဲသွားမယ်ဖြစ်နေတာပေါ့နော်အောက်လဲဆိုတော့ဖယ်ကွန်ကလည်းတော်တော်လေးကိုဖောင်ကောင်းရဲ့လေဒါပေမဲ့သူတို့ play off ရောက်မှာနည်းနည်းချေချော်လက်ချော်ဖြစ်ပြီးတော့ချုံသွားတာဆိုတော့လေအဲ့ဒါဆိုနည်းနည်းတော့ဟုတ်တယ်အမှန်ပဲ ရင်ကုန်စရာတော့ကောင်းတယ်ပေါ့နော်။ဘာလို့ဆိုတော့ဒီပွဲဒီနေ့ Grand Final เนี่ยကကျွန်တော် YG ပေါ့နော် YG ဆိုလို့ရှိရင်လည်းဒီကျွန်တော် MSL Season 2 Champion အဲ M7 မှာမြန်မာကိုစားပြီးပြိုင်မဲ့အသင်းနောက်ထပ်တစ်ဖက်အသင်းကလည်း Fat Go ပေါ့နော် Fat Go ကဆိုလို့ရှိရင်လည်းကျွန်တော်တို့ SEA Games မှာ qualify ဖြစ်သွားတဲ့အသင်းဆိုတော့ဒီမြန်မာလူရွေးတင်ဖြစ်သွားပြိုင်မဲ့အသင်းဆိုတော့ဒီနှစ်အသင်းလုံးကတော်တော်လေးကောင်းပါတယ်။အဲတော့ရင်ကုန်မှုကောင်းပါတယ်။